လာမယ့်အစိုးရတိလက်ထက်မှာဖန်စည်းကံចောင်းသားတွေပြန်လည်လွတ်မြောက်ဖို့အတွက်မိသားစုဝင်တွေမျှော်လင့်နေကြပါတယ်ဒီသတင်းကိုတော့ကိုမင်းညိုကပေးပို့ထားပါတယ်ရှင်သားရီចောင်းသားយុគတို့မှာလာရောက်ကြတဲ့ចောင်းသားမိဘတွေနဲ့ဧည့်သည်တွေကအခုလိုမျှော်လင့်နေကြလာပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ပေါ်ပေါက်လာတဲ့အချိန်မှာနော်လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ចောင်းသားတွေနဲ့ဝန်းရံပြည်သူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးဟာထောင်ဒီထဲမှာလုံးဝမရှိဘူးလိုအပ်တယ်လို့ကျွန်တော်တော့မြင်ပါတယ်ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်တို့အနေနဲ့ဖန်စီထိမ့်သိမ်းကံចောင်းသားတွေနဲ့ဝန်ရံပြည်သူတွေအ мян ဆုံးလွတ်ပေးဖို့လွတ်တော်မှာအရေးကြီးအစိုးအ мян ဆုံးတင်သွင်းတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါလည်းပတ်သက်ပြီးចောင်းသားမိဘတွေကလည်းသူတို့ရဲ့မျှော်လင့်ချက်တွေကိုအခုလိုပြောကြားခဲ့ပါတယ် 讲哪里哦，贵州的哦，我也是贵州的。我讲，那也正在阿龙，那地方多少年了？去年不是才才六百块钱？阿德罗嘛，六百阿那西嘛，六百五阿那西呗。那都交大比咯，六六百五，阿得阿点钟。那六六百零五，没奇怪的。阿德罗过来，伢子话，阿德罗过来，伢子那一万八，伢子那也正在好日子。阿古讲哪里？听嘛咯，这块、那块，苗族讲来的，讲来的阿妈咩？ အဲ့ဒီအတွက်ကြောင့်ဒီဟာကိုလက်ရှိအစိုးရအနေနဲ့ဟောနောက်တက်လာမယ့်အစိုးရနဲ့ဟောဒီမှာအဖမ်းခံထားရတဲ့အကြောင်းစုံအကြောင်းသားတွေအစင်ပြေချုံမျိုးဆိုတာနေထိုင်ရင်အတွက်အဲ့ဒီခုတော့တောင်းဆိုချင်ပါလေလှုပ်ပေးပါလို့တော့ကျွန်တော်မပြောပါဘူးအကြောင်းသားတွေကိုဆွဲထားတဲ့ဒီအမှုတွေနဲ့ပတ်သက်ပြီးအကြောင်းသားတွေဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှင်နေတယောက်ကတော့အခုလိုပြောပါတယ်သုံးမှုလုံးပေါ့ကလေးသူငယ်၂ယောက်ရယ်အမကန်ရထားတဲ့၁၁ယောက်ရယ်ဒီအောင်မိုင်းဆက်မ66ဦးရယ်အဲ့ဒီသုံးမှုလုံးက နောက်တက်လာမဲ့အစိုးရအဖွဲ့နောက်တက်လာမဲ့တရားစီရင်ရေးပုဂ္ဂိုလ်ကြီးအားလုံးကဒီလိုမဟုတ်မမှန်လုပ်ထားတဲ့အမှုကြီးကိုလုံးဝခြေဖြတ်ပြီးပိတ်သိမ်းပေးဖို့ပဲကျမတို့ကတောင်းဆိုကြတယ်ကျောင်းသားတွေကိုဖန်စီထိန်ထိန်ထားခဲ့တာဒီနေ့ဖေဖော်ဝါရီလ17ရက်နေ့ဆိုရင်17လနဲ့တရက်ရှိပါပြီဒါပေမဲ့ပြီးခဲ့တဲ့10ရက်နေ့ကနောက်ဆုံးရုံးထုတ်ရက်အထိတရက်လိုတက်တဲ့3ရက်ကိုပဲစစ်ဆေးနိုင်ပါသေးတယ်တရက်လိုဘက်ကတင်ထားတဲ့တက်တဲ့တွေကျောင်းသားတွေဝိုင်းရံပြည်သူတွေကိုအခုလိုပြီးဆုံးအောင်ဆက်လက်စစ်ဆေးပြီးမှဆိုရင် အချိန်ကာလအားဖြင့်၅နှစ်ခန့်ကြာသွားလိမ့်မယ်လို့ចောင်းသားတွေရဲ့ရှေ့တွေကခံမှန်းပြောဆိုနေကြတာကြောင့်ចောင်းသားမိဘတွေဝိုင်းရံပြည်သူတွေက NLD အစိုးရကပဲဒီကိစ္စကိုဖြေရှင်းပေးနိုင်လိမ့်မယ်လို့မျှော်လင့်နေကြတာပါကျွန်တော်မင်းညိုပါခင်ဗျာ